ားလုံးပဲမင်္ဂလာပါကျမဒီနေ့မှာတော့တင်မောဒီကိုတပတ်ကိုတစ်ချိန်စားမယ်ဆိုရင်ကျမတို့ခန္ဓာကိုယ်မှာဘယ်လိုမျိုးပြောင်းလဲမှုတွေရှိနိုင်မလဲဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာပြောပြပေးပါမယ်တင်မောဒီဟာမြန်မာနိုင်ငံအပါဝင်အပူပိုင်းဒေသမှာပေါရောက်တဲ့အသီးနှံတစ်မျိုးဖြစ်ပြီးတော့အာဟာရဓာတ်များစွာပါဝင်ပါတယ်ဓာတ်တိုးဆိုင်တဲ့ပစ္စည်းတွေကျွေးဝါပြီးတော့ရောင်ရမ်းမှုကိုကျဆင်းစေတယ်ယောဂါတွေကိုနှိမ်နင်းပေးတယ်အရွယ်တင်နှုတ်ပြိုတယ်စတဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ် သင်မောသည့်အမဲ့တလုံးကိုတပတ်ကိုတစ်ကြိမ်စားမယ်ဆိုလို့ရှိရင်ကော်လက်စထရောကိုကျဆင်းစေတဲ့အမြင့်ဓာတ်ကျွဲဝပြီးတော့သူ့မှာပါဝင်တဲ့အန်တီအောက်ဆီဒန့်နဲ့ဗီတာမင်ကနှလုံးရောဂါဖြစ်ပွားမှုကိုတားဆီးပေးပါတယ်။ နောက်တစ်ခုကတော့ကျမတို့တွေတန်ကောင်နဲ့ကပားကောင်တွေကိုဖယ်ရှားပေးရပါတန်ကောင်ကပားကောင်တွေကကျမတို့ခန္ဓာကိုယ်ကိုထိခိုက်ပျက်စီးစေပါတယ်တင်မောတိကကပားကောင်တွေရဲ့ဥတွေကိုဖယ်ရှားပေးနိုင်မှုအတွက်ကျမတို့ရဲ့ဒီဝမ်ပိုက်အကူအညီကိုအများကြီးဖြစ်စေပါတယ်နောက်ထပ်တစ်ခုကတော့ကိုခန့်ဆွမ်းအားကိုမြင့်တင်ပေးရမယ်ဖြစ်ပါတယ် သင်မောဒီမှာကိုခန့်ဆန်းအားကိုမြင့်တင်စေတဲ့အာဟာရဖြစ်စေတဲ့ဗီတာမင် A, ဗီတာမင် C နဲ့ဗီတာမင် E တို့ပါဝင်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ကိုခန့်ဆန်းအားကိုကောင်းစေရဲ့နောက်တစ်ချက်ကတော့ရောင်ရမ်းခြင်းကိုရောကြစေရပါသင်မောဒီမှာရောင်ရမ်းခြင်းကိုစန့်ကျင်တဲ့ဂုဏ်သက်တည်ရှိတယ်အဆုတ်ရောင်တာအစ်စ်နာတာနောက်ခေါင်းယောဂါတွေအတွက်ကိုအရန်ကိုအထောက်အကူပြုပါတယ် နောက်တစ်ချက်ကတော့ကျမတို့တွေအိုမင်းရင်ရော်တာတွေကိုနှိမ့်ကွေးစီတာပဲဖြစ်ပါတယ်။တင်မောသီးမှာရရှိတဲ့အာဟာရဓာတ်များစွာပါဝင်တဲ့ဗီတာမင် E, ဗီတာမင် C နဲ့အန်တီအောက်ဆီဒန့်တွေကကျမတို့အိုမင်းခြင်းကို နှောင့်နေစီရဲ့ဒါအပြင်ကျမတို့ရဲ့အရေးပြားကိုထိတွေ့တဲ့နေအောင်ကြီးထက်နေအမဲဆက်တင်နဲ့အရေးအကြောင်းတွေကနေပြီးတော့လေအကာအကွယ်ပေးနိုင်တယ်။နောက်သွေးပေါင်ခြင်းကိုလည်းကြားစေပါတယ်။တင်မောဒီမှာပါဝင်တဲ့ဓာတ်တမျိုးကသွေးပေါင်ခြင်းကိုလျှော့ချပေးရဲ့။နောက် stress ကိုလည်းလျှော့ချပေးနိုင်စွမ်းရှိပါတယ်။တင်မောဒီမှာပါဝင်တဲ့ vitamin C ကိုကိုရီးယားစားပေးလိုက်မယ်ဆိုလို့ရှိရင် ကိုယ်ကြီးဖြစ်ပြက်နေတဲ့ depression ဝင်တာတွေ stress ဖြစ်တာတွေကိုကျမတို့တွေတည်တည်ကြချာနေကာကွယ်တားဆီးပေးမှာပဲဖြစ်ပါတယ်အခုပြပြပေးခဲ့တဲ့အချက်တွေကတော့ကျမတို့တွေတပတ်ကို တရက်ပေါ့နော်စားပေးမယ်တမောတိအမေကိုစားပေးမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အတွက်ရရှိမယ့်အကျိုးကျေးဇူးတွေဖြစ်ပါတယ်။အဲတခုရှိတာပေါ့နော်တမောတိကကင်ဆာကိုလည်းစန့်ကျင်တဲ့ကုန်သတ်တည်ရှိရယ်သူ့ဒေသနာတွေအရာတော့တမောတိမှာပါဝင်တဲ့ အာလိုက်ကိုပင်တက်ကကင်ဆာရောဂါဖြစ်ပွားမှုကိုညွှန်နေစီတယ်ကင်ဆာရောဂါ ကုသမှုခံယူနေရတဲ့သူတွေအတွက်လည်းအထောက်အပံ့ပြတယ်။ကင်ဆာဖြစ်ဖို့အားပေးတယ်၊ free radical တွေကိုရောချစေတယ်၊ရင်သားကင်ဆာနဲ့အစာရင်ကင်ဆာတွေကိုကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒီချက်တွေကိုခိုင်မာဖို့အတွက်အခုနောက်ပိုင်းမှာလည်းသူတည်တနာတွေပို့ပြီးတော့လှုပ်ဆောင်နေကြတယ်။နောက်တစ်ချက်ကတော့နှလုံးရဲ့ကျန်းမာရေးကိုကောင်းစေတာပါ။တင်မောသီးမှာပါဝင်တဲ့ lycopene နဲ့ vitamin C ကနှလုံးရောဂါကိုကာကွယ်နိုင်တယ်လို့ဆိုပါတယ်။တင်မောသီးမှာပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများစုကနှလုံးကိုအထောက်အပံ့ပြတယ်။အစွမ်းရှိရပါတော့။ နောက်တစ်ချက်ကတော့အရေးပြားပျက်စီးတာတွေကိုကာဝယ်ပေးတာပါ။တင်မော်ဒီစားခြင်းဟာအသားအရေကိုတင်းရင်စေပြီးတော့အရွယ်တင်နှုတ်ပြူစေပါတယ်။အသားအရေပျော့တွဲခြင်းအနေနဲ့ကာဝယ်ပေးနိုင်တယ်။နေရောင်ခြည်ကြောင့်အရေးပြားပျက်စီးခြင်းကိုလည်းကာဝယ်ပေးနိုင်ပါတယ်။တတိပြုမှုအချက်တည်းရောရှိရပါတော့။တင်မော်ဒီမှာပါဝင်တဲ့အန်ဇိုင်းဟာကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်မသင့်တော်ဘူး။တအိမ်ကြုံလာအောင်ဖြစ်ပေါ်စေနိုင်ပြီးတော့ကလေးပြတ်ကြတဲ့အထိဖြစ်တတ်ပါတယ်။ဒါကတင်မော်ဒီအစိမ်းကိုစားသုံးခြင်းကြောင့်ဖြစ်တယ်။တင်မော်ဒီအမှဲ့မှာတော့ဒီအန်ဇိုင်းပါဝင်မှုကနည်းပြီးတော့တခြားအ ာရဓာတ်တွေပို့ပြီးတော့ကျွေးဝလာတယ်။ဒါကြောင့်မလို့ကိုယ်ဝန်ဆောင်မျိုးသမီးတွေဆိုရင်တော့တင်မောသည့်အစိမ်းကိုရှောင်ပြီးတော့အမဲ့ကိုပဲနည်းနည်းပဲစားပေးဖို့အကြံပြုဖို့အကြံပေးခြင်းနဲ့ပေါ့နော်။ပုံမှန်ဆိုရင်တော့တင်မောသည့်အမဲ့ကိုစားသုံးပေးမယ်ဆိုလို့ရှိရင်တော့ကျမတို့တွေရဲ့ခန္ဓာကိုယ်အတွက်အရန်ကိုအကျိုးကျေးဇူးတွေများစေတဲ့အကြောင်းဒီဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်ရပါရှင်။